ဟယ်လိုအားလုံးမင်္ဂလာပါ United Shield ကနေကြိုဆိုပါတယ်ဆိုတော့နီးပြ Crystal Palace ရဲ့နီးပြဖြစ်တဲ့ Oliver Glasner ကကျွန်တော်တို့343 system နဲ့ပတ်သက်လို့လူတွေ Manchester United ကိုဝေဖန်နေကြတာ ਨੇ ဘယ်သူပြောရတာကျွန်တော်ရှိတယ်အဲကျွန်တော်တို့သိတဲ့အတိုင်းပဲ Oliver Glasner ကနီးပြဖြစ်တဲ့ Ruben Amorim က3421နဲ့ပဲကျွန်တော်ရှင်းမင်းကစားကြတဲ့အခြေအနေမျိုးမှာ Palace ကပို့ပြီးတော့အလုပ်ဖြစ်နေတဲ့ပူကောင်းနေတဲ့အခြေအနေမျိုးမြင်ရပြီးတော့ Manchester United ကတော့အလောက်ထိထိရောက်တဲ့အခြေအနေမျိုးတွေမြင်မနေရဘူး အဲဒါနဲ့ပတ်သက်လို့ Glensner ကကျွန်တော်တို့ပြောထားတာကျွန်တော်တို့ရှိတယ်ဗောနော်အဲသူပြောထားလဲဆိုတော့ United ကအများကြီးဒီယာဒီမှာပြောင်းလဲထားတဲ့ကလပ်တင်တစ်ခုဖြစ်တယ်ဗောသူတပင်တိုက်စစ်မှာဆိုလို့ရှိရင်ဂူရီလူနီခဲ့တဲ့အတွက်ပေါင်သန်း200လောက်ကိုသုံးပြီးတော့ရှီရင်3ယောက်စလုံးကိုအပြောင်းလဲလုပ်ထားတယ်ဗောနော်အဲအဲ့ဒီတွေကမှကျွန်တော်တို့ Brian Ambumu လိုမျိုး high intensity အပြည့်နဲ့ကစားနိုင်တဲ့ကစားမတဲ့ဟောပါထက်ရထားတယ်ဆိုတော့ တော့မြင်ရဆိုလို့ရှိရင်တော့ဒါဟာအထင်ကြီးစရာ ပြောင်းလဲမှုဖြစ်တယ်လို့သူထင်တယ်ပေါ့နော်အဲဒါအပြင်ဒီအခြေအနေတွေနဲ့မနစ်ကအနဲ့ရှင်မယ်ဆိုလို့ရှိရင်ကစားသမားတွေရဲ့လှုပ်အားနှုံးကဒီလက်ရှိ Manchester United ဘာအများကြီးပြောင်းလဲသွားပြီဖြစ်တယ်ပေါ့နော်အဲပြီးတော့ဒီအသင်းနဲ့343အကြောင်းကို341အကြောင်းကိုကျွန်တော်ပြောရတဲ့နေရာမှာတော်တော်လေးတော့ရေစရာကောင်းနေပေါ့နော်ပါလို့လေဆိုတော့ Manchester United က 8G အရပေါ့နော်ဒါ expected goal အရ Premier League မှာ အများဆုံးအသင်းဖြစ်တယ် အဲကျွန်တော်တို့လည်းပဲ3421နဲ့ကစားတာပဲ343နဲ့ကစားတာပဲပေါ့နော်ဒါကြောင့်ဒီ system ကတိုက်စစ်အတွက်ကောင်းတယ်လို့အခန့်စစ်မှာလည်းအများကြီးအလုပ်လုပ်လို့ရတာကျွန်တော်တို့ page ကတက်တည်ပြထားပြီးသားဖြစ်တယ်ပေါ့အဲ343အကြောင်းဆိုတာတဲ့ဒီ system ကိုခမရဘလောက်ထိနှောကြည့်တယ်လဲဘလောက်ကောင်းအောင်ကစားနိုင်တယ်လဲပွဲအတော်အတွင်းမှာပွဲတွေမှာဘလောက်ဖန်တီးမှုတွေနဲ့ပြင်ဆင်နိုင်တယ်လဲဆိုတာကပိုအရေးကြီးတယ်ပေါ့ United နဲ့ပွဲကိုရှင်ပြိုင်နိုင်ဖို့အတွက်သူမစောင့်နိုင်တော့ဘူးဆိုပြီးတော့သူပြောသွားတယ်ဆိုတော့ဒီနေရာမှာတော့ကျွန်တော် လို့ပြောမလဲ3421ကိုတုံးတဲ့နီးပြကတော့3421ကိုကာကွယ်တာပေါ့လေဘာပဲပြောပြောအိုလီဗာကလန်စနာပြောတာတွေကမှားမနေပါဘူးကျွန်တော်ကိုရီအသင်းနဲ့သူတို့အသင်းတိုင်ပတ်တယ်ဆိုတဲ့အကြောင်းရင်းတွေကအဆောမတူဘူးပေါ့နော်ကျွန်တော်လက်ရှိမှာပဲလေးကကောင်းပြီးတော့ငါတို့ကဘာကြောင့်တိုင်ပတ်နေရတယ်လဲဆိုတဲ့အကြောင်းရင်းတွေနဲ့ပတ်သက်လို့ကျွန်တော်သာပြောစရာတွေကျွန်တော်အများကြီးရှိတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ပြောတာ34 3421လို့343တို့433တို့လို့အတိ123တို့ဆိုတာက system တစ်ခုလုံးကိုကိုစားမပြုတ်ဘူးဗျာဒီလားเนาะအဲ့ဒီဟာက formation ပဲ formation ဆိုတာက system တစ်ခုရဲ့အစိပ်ပိုင်းတစ်ခုပဲကျွန်တော်ရှိတယ်ဗျာ formation ဒီ system တစ်ခုလုံးကိုကိုစားမပြုတ်ဘူးဥပမာကျွန်တော်လက်ရှိဆိုလို့ချင်းကျွန်တော်တွေးတော့မယ် Crystal Palace နဲ့ Manchester United 3-4-3-1 3-4-2-1 3-4-3ပဲကစားတာပဲဘာလို့ဒီကောင်းနေပူကောင်းပါလဲပူကောင်းမှာပေါ့ငါတို့မှာ win back ကောင်းနေမှာမရှိတာเนาะငါတို့မှာကွင်းလင်ကောင်းနေမှာမရှိတာပေါ့ တကယ်တမ်းကဗျာ Crystal Palace တုံးနေတဲ့343 3421ဘယ်လိုပဲခေါ်ခေါ်ပါတော့အဲ့ဒီဟာနဲ့ Manchester United နဲ့တုံးနေတဲ့ formation နဲ့ formation မှာကျွန်တော်တို့တူတာကစားသမားတွေရဲ့ role တွေတိုက်စစ်ဆင်တဲ့ပုံစံတွေခံစစ်ဆော့တဲ့ပုံစံတွေမှာကွာဟမှုတွေအများကြီးရှိတယ်ကွာဟမှုတွေအများကြီးရှိတယ်ကျွန်တော်က formation တူတူတုံးလို့ဆိုပြီးတော့ system လဲတူလိုက်မယ်လို့မထင်နဲ့ system ဆိုတာကကစားသမားတွေရဲ့ player role တွေเนาะပြီးလို့ရှိရင်အသင်းရဲ့ intention အသင်းရဲ့ intention ဆိုတာငါတို့က ကွင်းလေကိုထိန်းချုပ်ပြီးတော့ကစားကျင်တာလားဝင်းဘက်စ်တွေကိုအသုံးပြုပြီးတော့ကစားကျင်တာလားတိုက်စစ်ကိုဘောနောကျွန်တော်တို့ကဒရက်ဆက်စင်တာမျိုးသွားကျင်တာလားခန်စစ်ဆော့တဲ့အခါမှာငါတို့ကတကယ်ဖိုက်ဘက်အဖြစ်ပြောင်းလဲကျင်တာလားဒါမှမဟုတ်မစ်ဘလော့နဲ့သူတို့သွားကျင်တာလားပေါ့ဆိုတော့ system ဒီတို့အတင်းတင်းရဲ့ intention နဲ့ပေါ့နော်ကျွန်တော်တို့ကွင်းတွေကကစားမားတွေရဲ့ player rule တွေကိုအများကြီးကိုစားပြုတဲ့အရာဖြစ်တယ်။ formation ဆိုတာ system မဟုတ်ဘူး။ formation ဆိုတာ system တစ်ခုရဲ့အစိတ်ပိုင်းတစ်ခုပဲကျွန်တော်ရှိတာ အဲ့တော့ကျွန်တော်တို့က3421နဲ့ကစားလို့ဆိုပြီးတော့ဗောနော်ဘာကြောင့်ငါတို့ကသူတို့လိုကောင်းအောင်မလုပ်နိုင်ရမှာလဲဆိုတာကဒါကြီးကကျွန်တော် formation တစ်ခုတည်းပုံမှာမူတည်နေတာမဟုတ်ဘူးကျွန်တော်ဥပမာ Crystal Bailey ရဲ့ center back ၃ယောက်ကိုကျွန်တော်ကြည့်ကြည့်အောင် Crystal Bailey ရဲ့ center back ၃ယောက်မှာသူတို့ခြေတဲ့ဘောလုံးရရင်ဘလို့နေတယ်လဲဘုသမားဖြစ်တဲ့သူစီကိုဘောလုံးရပြီဆိုတာနဲ့ Crystal Bailey ရဲ့ကစားမားတွေကဥပမာ Crystal Bailey ရဲ့ကစားကွက်တိဆောက်တဲ့ပုံစံကဗောနော်သူတို့နောက်ကနေသွားမယ်ဆိုရင် center back ၃ယောက်မှာဆိုလို့ရှိရင် ကျွန်တော်တို့အနေနဲ့ထားပါတော့ဗျာဒီဟန်နဆန်ဂိုးသမားစီမှာဘောလုံးရနေတယ်ဆိုရင်စန်တာဘက်၃ယောက်ထဲကထားပါတော့ဒီဂေဟီကစန်ထရယ်စန်တာဘက်ကနေပြီးတော့ left စန်တာဘက်ဖြစ်ပြောင်းသွားမယ်ဟိုဘက်ချန်ကကစားမကဟိုဘက်တောင်မန်ကိုတက်သွားမယ်เนาะအဲ့ဒီအချိန်မှာဆိုလို့ရင်ဂိုးသမားဒီဟန်နဆန်ကဒါသူ့ဘေးမှာစန်တာဘက်၂ယောက်ပဲကျွန်တော်ရှိတော့မယ်เนาะဆိုတော့ full backs ပုံစံမျိုးကြီးကျွန်တော်ပြောင်းသွားတာမျိုးကြီးကျွန်တော်တွေးရမယ်ဒါပေမဲ့လို့ Manchester United မှာအဲ့လိုမဟုတ်ဘူး Lemon C ကိုဘောလုံးရရင်ကျွန်တော်တို့ဘယ်လိုကစားရလဲနှစ်မျိုးရှိတယ်နံပါတ်1 Lemon C long ball ကန်တင်လိုက်ဒါပဲ နံပါတ်နံပါတ်2နောက်နောက်တစ်မျိုးရှိသေးတာက United ရဲ့ center back 3ယောက်ထဲက delete central center back ကဘာလုပ်လဲဆိုတော့ကွင်းလယ်ကိုတက်သွားတယ်။ကွင်းလယ်ကိုကျွန်တော်တက်သွားတယ်။ Casemiro နဲ့ Dandu သွားနေတယ်။ပြီးရင်ကွင်းလယ်ကစားမတယောက်ဖြစ်တဲ့ Bruno Fernandes ကဟိုးတိုက်စီကိုလိုက်သွားတာမျိုးကျွန်တော်ရှိမယ်။အဲ့တော့ကျွန်တော်က center back တယောက်ကိုကွင်းလယ်ကစားမဖြစ်ဟန်ဆောင်ကစားခိုင်းတယ်လို့ဖြစ်နေတယ်။အဲ့တော့ကျွန်တော်အနေနဲ့ center back နှစ်ယောက်ကကျွန်တော်ဘယ်တော့အရင်အလှမ်းဝေးသွားပြီးတော့ကျွန်တော်အနေနဲ့ bid play နေပါလေကစားလို့မရပါနဲ့။ အစုံကိုပေးရင်ပေးမပေးရင်ကန်တင်ဆိုတဲ့ option ပဲကျွန်တော်ရှိလို့လားဆိုတော့3421 formation မှာကိုပဲအရင်တိတာတဲ့ center back ၃ယောက်ကိုအသုံးပြုပုံကဂလန်စနာနဲ့ MOD ရဲ့ကြားထဲမှာကွာဟမှုအကြီးဖြစ်သွားပြီပြီးရင် Crystal Palace ကကွင်းလင်၂ယောက်မှာဆိုလို့ရှိရင်သူတို့ဟာဘယ်လိုပြောအဲ့ဒီ၂ယောက်ကိုအမြဲတမ်းကျွန်တော်ဘေးတိုက်ထားလေးရှိတယ်ကျွန်တော်တို့ကကျတော့ ဖာနန်ဒက်စ်ကိုဘောနော်တအားကြီးတိုက်စစ်လိုက်ခိုင်းတဲ့ကကက်စမီရိုတယောက်ထဲဂျန်ခဲ့တာနဲ့နော်ကွင်းလင်ကစားမရစ်ကိုရောက်တဲ့ကဖုံခွန့်ဆိုပြီးတော့လောင်ဘော်ဒီကန်နေခိုင်းတာနဲ့ပယ်လစ်ကကျွန်တော်အဲ့လိုမသွားဘူးအဲ့တော့ကျွန်တော်ဒါကိုကြည့်ရင်ဒီ3421 formation base ချင်းတူတူချင်းကိုပဲကွင်းထဲမှာကျွန်တော်ကစားမရစ်ရဲ့ player role တွေမတူတဲ့အခါကျွန်တော်တို့ကဘယ်လိုပြောမလဲတိုင်ပက်ရောက်ပြီးတော့ကိုရီအသင်းထက်ပို့ပြီးတော့သူတို့ကောင်းအောင်ကစားနိုင်တာပဲကိုရီထက်ပို့သူတို့ပေါ့အောင်ကစားနိုင်တာပဲ နော်ဒါအပြင်ကျွန်တော်တို့ဟိုထားပါတော့ဗျာခန်းစစ်ကစားတဲ့အခါကျွန်တော်တို့က fiber ကိုမှကျွန်တော်တို့က flex fiber ပြောချင်တာက9ယောက်9ယောက်စလုံးတစ်ခါလေးတန်းထားတယ်စနံပါတ်3ယောက်ရှိမယ်ဘေးမှာကျွန်တော် wing back 2ယောက်ကပြန်လာမယ် fiber ကျွန်တော်ပြန်သွားမယ်ပြင်ကွင်းလေ4ယောက်ဖြစ်မယ်တိုက်စစ်1ယောက်ဖြစ်မယ်ဒါမှမဟုတ်ကွင်းလေ2ယောက်ဖြစ်မယ်တိုက်စစ်3ယောက်ဖြစ်မယ်541 523ဆိုတဲ့ပုံစံမျိုးနဲ့သွားတယ် crystal bailey ပြီးရင်ကျွန်တော်တို့က deep deep long နဲ့ကျွန်တော်တို့ကသွားတာနော်ဒီကစားမ9ယောက်စလုံးကနောက်မှာရှိနေတာအမြဲတမ်းကျွန်တော်အနေနဲ့ကိုရီးယား defensive zone တွေကိုရောက်နေတာ ခရစ်စတယ်ဘဲလစ်ကအဲ့လိုမသွားဘူးခရစ်စတယ်ဘဲလစ်ဒီဟိုက်ပရစင်မသွားဘူးဒီဘလော့သူတို့မလုပ်ဘူးမစ်ဘလော့မှာပဲသူတို့နေပြီးတော့သူတို့မစ်ဘလော့ထဲမှာဘောလုံးရောက်လာပြီးဆိုတာနဲ့ aggressive ဖြစ်ဖြစ်ကျွန်တော်အနေနဲ့ပေါ့နော် defensive ကိုသူတို့သွားတာဆိုတော့3421 formation ချင်းတူတူကိုပဲကစားတဲ့ပုံစံတွေ in position out of position intention တွေဘာမှမတူဘူးအဲ့တော့ကျွန်တော်တို့က3421 Crystal Belly ကကောင်းနေပြီးတော့ငါတို့ကဘာကြောင့်မကောင်းရတာလဲဒါကစားမားတွေညံ့လို့ဖြစ်နေဆိုပြီးတော့တက်အက်ကြီးကျွန်တော်ပြောလို့မရဘူး MOD ရဲ့ရည်ရွယ်ချက်နဲ့ကလန်စနာရဲ့ရည်ရွယ်ချက်တွေကြားထဲမှာကွာဟမှုတွေကျွန်တော်အများကြီးရှိတယ်။ဒါကြောင့်ဘယ်နဲ့ကျွန်တော်3 4 2 1အကြောင်းကိုပြောတဲ့အခါ formation ကြီးကြီးကိုပဲကျွန်တော်ကမြင်ပြီးတော့ငါတို့တွေ formation ဒီ formation ကြီးအကြောင်းဆိုပြီးတော့အပြစ်တင်လို့မရဘူးဆိုတော့ဒါကိုပြောတာ MOD က၄နှစ်၃နှစ်ပြောင်းပြီးတော့ formation သုံးနေဆိုရင်တော့မှ system နဲ့ player rule တွေမှာဒီပုံစံတိုင်းကြီးပဲဖြစ်နေဦးမယ်ဆိုရင်ကွင်းထဲမှာက formation ပဲပြောင်းသွားမယ်ကျန်တာတွေအကုန်လုံးကတိုင်ပတ်နေဦးမှာပဲ တော့ Oliver Glasner ကတော့34 3421အကြောင်းကိုပြောတဲ့အခါမှာရည်စရာကောင်းတယ်လို့သူပြောထားတာနော်သူကတော့343အကြောင်းဆိုတာထက်ပေါ့နော်ဒီ system ကိုခလားခမဘလောက်ထိ node ကြီးကြီးကစားနိုင်တယ်လဲပွဲတဲ့ပြင်ဆင်ဖန်တီးမှုတွေပြင်ဆိုင်နိုင်တာဘလောက်ထိပုံမလဲဒါကပို့ပြီးတော့အရေးကြီးတယ်လို့ပြောသွားတယ်အမှန်ပဲ343 3421ကအဲ့လောက်အရေးကြီးမနေပဲနဲ့ပွဲတဲ့မှာကိုဘလို့ပြင်ဆင်ထားတယ်လဲဆိုတာမျိုးကအင်မတန်အရေးကြီးတယ် ော်ဆိုတော့ glancer ကတော့လက်ရှိမှာ formation ကြောင့်မဟုတ်ဘူးဆိုတဲ့ပုံစံမျိုးသူပြောထားတယ်ပေါ့ဗျာညီကတို့ရောဘယ်လိုမြင်ကြလဲလက်ရှိ oliver glancer ပြောတာနေပတ်သက်ပြီးတော့เนาะဒါအပြင်နီးပြ rubin ammo တွေကတော့ဒီဟာကြီးကိုအပြောင်းလဲမလုပ်ဘဲတုံးနေတယ်ဒါအပြင်အလုတ်ဖြစ်တာမျိုးလေးကျွန်တော်တို့ဗောနောတိတ်တွေ့မနေရတဲ့အခါကျတော့ဝေဖန်မှုပိုခံနေရတဲ့သူပေါ့လေဆိုတော့ oliver glancer နဲ့ rubin ammo တို့ထိုက်တိုက်တွေ့မဲ့အခြေအနေမျိုးမှာကိုဒီ rubin ammo ရဲ့ဘက်ကရောအနိုင်ယူပြသွားနိုင်မလားဒီကလို့ဘလို့မြင်ရလဲအဆွေးနေကြပါအောင်အားလုံးကိုချစ်တင်များကြီးတင်ပါတယ်